အုံနောက်ညံရေးစနစ်တကျဖွံ့ဖြိုးဖို့အတွက်ငယ်စဉ်ကလေးကဖောင်ဒေးရှင်းကောင်းကောင်းတည်ဆောက်ပေးဖို့လိုအပ်ပါတယ်တိုးတက်နေတဲ့ဤပညာခေတ်ကြီးမှာဆိုရင်ကိုပိုင်းတီထွင်နိုင်စွာစဉ်စားတွေးခွန်နိုင်စွာဤပညာကိုအကျိုးရှိရှိအသုံးချနိုင်စွာနဲ့လူမှုဆက်ဆံရေးစွမ်းရည်လေးရှိနေဖို့လိုအပ်ပါတယ်။ဒီလိုအရေးကြီးတဲ့ skill တွေကိုငယ်ရွယ်စဉ်ကတည်းကအခြေခံအောင်တည်ဆောက်ပေးလို့ရနေပါပြီ။မိမိကလေးရဲ့ဉာဏ်စွမ်းရည်ကိုစနစ်တကျအခြေခံခံဖွံ့ဖြိုးအောင် လေ့ကျင့်ပေးခြင်းနဲ့ပြပြမမေတို့အတွက် IQN EQ မှာလာရောက်အနှံ့လို့ရပါပြီ Arrangement တန်တန်းဖြစ်လို့အုံနောက်ကိုလှုပ်ဆော်ပေးတဲ့ activity စင်နဲ့စနစ်တကျလေ့ကျင့်သင်ကြားပေးနေတာပဲဖြစ်ပါတယ်အုံနောက်ရဲ့ဘဲဘက်ချမ်းနဲ့ညာဘက်ချမ်းကိုအချိုးညီညီအသုံးချတတ်အောင်လေ့ကျင့်ပေးတာဖြစ်လို့မှတ်ဉဏ်ပိုင်းဖွံ့ဖြိုးမှုတာမကစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွာ EQ ကိုပါတခါတည်းလေ့ကျင့်ပေးပြီးသားဖြစ်မှာပါနှခါပြန်မရနိုင်တဲ့ ကလေးတယောက်ရဲ့ညာရီအဖွင့်ဖြိုးဆုံးအချိန်မှာအုံနောက်ကိုအခြေခံအောင်လေ့ကျင့်ပေးပြီးပိုကောင်းတဲ့ဘဝတွေကို ဖန်တီးပေးလို့ရပါပြီ။အဲ့ဒီအတွက်ဖေဖေမေမေတို့ကိုယ်တိုင် IQ and EQ မှာယုံယုံဒီဂျီနဲ့လာရောက်အနံ့ကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ We love IQ and EQ.